်စွာဘုရားပြောပဲจิตตาจิตตะมีတို့လောကမှာကုတူဆိုတဲ့တဘာဝတစ်မျိုးရှိအကုတူဆိုတဲ့တဘာဝတစ်မျိုးရှိဒီလိုကုတူနဲ့အကုတူတဘာဝနှစ်မျိုးရှိတဲ့အထဲမှာဒီတဘာဝတရားကြီးတစ်ခုကပယ်တော့မှအကျိုးပေးမတူအဓမ္မောနိရယံနေတိကာယကံဒီလည်းမကောင်းဝစီကံဒီလည်းမကောင်းမနောကံဒီလည်းမကောင်းအဲ့ဒီပုံကိုဒီမကောင်းတဲ့ကံတွေကြောင့်သူ့ကိုတည့်ဆောက်ပါတယ်ဘယ်ကိုလဲ နေတရားနေတည်ငရဲကိုလည်းဆောင်သွားပါအဲကောင်းတဲ့ကုလိုတွေကောင်းတဲ့တဘာဝတွေကြတော့တက်ကံနတ်ပြည်နတ်လောကကိုပါပိတိရောက်စေတယ်မြတ်စွာဘုရားအဲ့ဒီကံတာအစပြုလိုက်ဒီကံတာဘုရားဘာကြောင့်ဟောတယ်ဆိုတော့မနောပုပ္ပင်္ဂမဓမ္မမနောတိထာမနောမယမနတာစေပဒုတ်ထေနပါတိဝါကရောတိဝါ တတောနံဒုက္ခမနွေတိသကံဝဝဟတောပဒံဘိကဝေတန္တရာဘေးလာမီအရေးကိုမျောတွေးကြောက်တတ်ဟုသူတော်ကောင်းအပေါင်းတို့မနောပုပ္ပေကမမကောင်းသောစိတ်စေတနာတို့ဖြင့်ပြုခဲ့မယ်ပြောခဲ့မယ်ကြံခဲ့မယ်ဆိုရင်တတ္တတို့ပုဂ္ဂိုလ်၏အနောက်တို့ဒုက္ခဆင်းရဲဒုက္ခတို့ဒီအနှွေးဒီအစင်လိုက်မယ် ဒီမိဝဥပမာအပေတုကဲလူမူကစက္ကံဝါဝါတော်ပဒံဝေါကိုဆွဲတဲ့နွားလာဤချီယာနောက်တို့ပဒံလေးပိကြီးဟာအနုကိစ္စတိဧဝအစဉ်လိုက်တကဲသူမကောင်းတဲ့စိတ်စေတနာနဲ့ပျော်ကဲပြုခဲ့ကြံခဲ့တဲ့ပုဂ္ဂိုလ်ရဲ့အနောက်ကိုဒုက္ခဆင်းရဲဒုက္ခအမျိုးမျိုးတို့ဒီအနွေဒီအစဉ်လိုက်ပါလေ चित्ता चित्त မီလူတယောက် မကောင်းတာတွေအများကြီးလုပ်တာလေကိုပြစ်လဲလုပ်တယ်စိတ်ပြစ်လဲလုပ်ကာယကံဝစီကံလုပ်တယ်ဒီပုဂ္ဂိုလ်ရဲ့အနောက်ဆင်းရဲဒုက္ခတွေတောက်လျှောက်လိုက်မလူလိုက်လေဝုံကိုဆွဲတဲ့နွားချီရရဲ့အနောက်လှဲပင်တောက်လျှောက်လိုက်တယ်လို့နိုင်ပါတယ်ဘုရားပြောတာနော်မှန်ပါဗျာတို့ဒီကိစ္စမှာမကောင်းမှုတွေလောက်ထိုင်အဲ့ဒီပုဂ္ဂိုလ်တော့ဒုက္ခလိုက်တယ်ဘာဥပမာဆိုတော့တို့နွားလှဲမြင်မှုတယ်နော်မှန်ပါဗျာအဲ့ဒီနွားလဲကိုဆွဲတဲ့နွားရဲ့ချီရအောင်လှဲပင်ကတောက်လျှောက်မလိုက်ဘူး အဲအမှုလူကအကျိုးပေးပြီဆိုရင်အမတန်ကြောက်ဖို့ကောင်းပါလေမြေပေါ်မှာနေမြေအောက်မှာနေဒီဘောနေပညာမှမလုပ်ဘူးလေနော်ဒါမကောင်းတဲ့တဘောအဲ့လိုတတ်တော်ကြောက်ကောင်းတာတွေလုပ်ပြီဆိုရင်မနောဘုဗ္ဗေကမဓမ္မမနောတိထာမနောမယာမနတာစေပတန်နိနာပါတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစာယဝအနုဘာယိနိတတော်ဝတယောက် လူမဲ့မဖြစ်ရဟမဲ့မဖြစ်ဒီလရှင်မဲ့မဖြစ်ကောင်းတဲ့ခရကံလေးလုပ်ခြင်းကုတုဝစီကံလေးပြောတဲ့ကောင်းတဲ့အချက်လေးကြံမယ်အဲ့ဒီတတဝါရဲ့နောက်ကိုချမ်းသာဒုက္ခဟာအစဉ်လိုက်ပါလေဘယ်လိုလဲလို့ဆိုတော့စာယဝအနုပါယိနိအယိတ်ဟာမိမိရဲ့အနောက်ကိုတကောက်ကောက်လိုက်ပြီမဲ့ဒီအယိတ်လိုက်ခြင်းကြောင့်ဒီအယိတ်ရဲ့အလိုက်ခံရတဲ့ပုံကိုလေးတာတို့လန်တာတို့မောပန်းတာတို့ဖြစ်လာတယ် အဲ့ဒါဟာကုလိုရဲ့တဘောပါပဲ။နွားချီရဟိုလဲကိုဆွဲနေဝုံကိုဆွဲတဲ့နွားကလေးတယ်နော်။အဲ့ဒီလဲဘောမှာဥပမာလေကိုကြောက်ပြီးထဲ့ထားမယ်နော်။တကယ်ကြီးကပကံကုန်တယ်ဆိုတော့ပကံကြီးထဲ့တာဆိုပါဆိုနော်။အဲ့ဒီပကံကြီးဖွက်တယ်ထဲ့တဲ့နွားလဲကိုဆွဲတဲ့နွားမလေးဘူးလား။လေးပါဗျာ။လေးလေးလေးတဲ့အနောက်ကလူကလည်းဟိုကလည်းခြုံတဲ့ဖို့မှာအဲ့ဒါအမှုလိုရဲ့တဘော။ ကိုကကာယကံလေးကောင်းမှုတွေများတယ်ဝစီကံလေးကောင်းမှုများတယ်မနောကံလေးကောင်းမှုများတယ်အဲ့ဒီပုဂ္ဂိုလ်အနောက်ကိုချမ်းသာဒုက္ခဟာအစင်လိုက်ပါတယ်32ပုံကျင်လည်ခိုက်ပါဘယ်လိုလိုက်လဲအစာရာဝအယိပ္ပမနော်မှန်ပါဗျာအဲ့ဒီဂါထာနှစ်ဂါထာကိုဘုရားဟောရတဲ့အကြောင်းဇလံကဒီလိုဆိုပြီးတော့တာဝတိယမဟာတုဝနောနာမကုတုံပိကောဟောတိ မဟာဘောဂောအဘုဒ္ဓကောတာဝတိမြို့မှာမဟာတုဝဏတုဝဏဆိုတာရွှေအစင်းရှိတဲ့မဟာစည်းစိမ်ရှိတဲ့တထေးတယောက်ရှိတယ်။ဒါပေမဲ့သူ့မှာပါပဲဆိုတော့အဘုဒ္ဓကောတာနမီမရှိဘူး။အမတန်ချမ်းသာတယ်နော်။မှန်ပါဗျာ။အမတန်စည်းစိမ်ချမ်းသာတဲ့တထေးတယောက်တာနမီမရှိဘူး။အဲ့ဒါနဲ့သူအန္တရမက်ကြီးရီချိုးသွားရင်လည်းဟိုတုန်းကတော့ဒို့ဟိုအိမ်မှာမချိုးခင်ကံမြေမှာချိုးဘူး။ အဲ့ဒီညချွေးပြန်လာတော့အတ္တရမေကေတံပန်းကခါခါအတိတွေအကျွတ်တွေပြည့်စုံတဲ့ညောင်မင်းကြီးတို့အပင်ကြီးကြီးတခုတွေ့ဟာဒီလောက်အပင်ကြီးတာဒါအပင်ဆောင်တတ်တော့ရှိမှာပဲရှိတာမရှိတာတော့မသိဘူးသူစုတော့တာသူစိတ်တယ်မှာရှိမှာပဲဆိုပြီးတော့သစီဗုဒ္ဓံဝါတိတရံဝါလပိယံမဟာတက္ကရံကရိတတိကဲယုတ်ဇိုကြီးကျုပ်ကိုသားပဲဖြစ်ဖြစ်တမီးပဲဖြစ်တယောက်ယောက်ညာအောင်ပြီးပါ ကျုပ်သားရရင်တမီးရရင်ရုပ်ကစိုးမင်းကိုအကြီးကျယ်ပူဇော်မယ်အဲ့ဒီအပင်မှာရှိလားမရှိလား तू မသိဘူးနော်ဒါပေမဲ့စိတ်တွေကမှန်းပြီးတော့ရုပ်ကစိုးရှိတယ်ဒီနတ်ဝင်ကြီးသားပြည့်ပြည့်တမီးပြည့်ပေးပါလို့ဆုတောင်းပြီးပြန်ပါအဲ့ဒါတိုက်ဆိုင်လာလားပါလို့သူ့ဇနီးမှာကိုဝင်ရတယ်အာဟောဘီဒါနတ်မင်းကြီးပေးတာဆိုတော့ကလေးကဆယ်လပြည့်မွေးတော့ပါလာပါလာဆိုတာဒီနတ်မင်းကြီးအဆောက်ရှောက်တော့ရတဲ့ကလေးကိုပါလာဆိုပြီးတော့နာမည်ပေးလိုက် အလာနဲ့နဗီဒီယာမရတည်ဘူးတဲ့သူစိတ်ထဲမှာနောက်တစ်ယောက်ဆိုခလီးနှစ်ယောက်ရတော့မဟာပါလနဲ့ဇူလပါလမြန်မာလိုပြောရင်အကြီးနဲ့အငယ်အဲ့လိုနှစ်ယောက်ဝေးပြီးတော့မာတာပီတရောကာလမကတူအဲ့ဒီတထေးကြီးနဲ့မရသေးဘူးတော့ဒီကာလအငယ်အကြီးနှစ်ယောက်စီးစိတ်နဲ့အကုန်လုံးပိုင်ပြီးတော့တထေးဖြစ်နေအဲ့ဒီတော်ဝတိမြို့မှာနေတဲ့အချိန်အမှပါပြီးတော့မြတ်စွာဘုရားစပွင့်လာ ဘောဓိတာဓမ္မစကောမြတ်စွာဘုရားတရားပွင့်ပြီးစေတဝန်ကျောင်းမှာတရားပြီးဟောနေတဲ့အချိန်မှာအဲ့ဒီသာဝတိမျိုးကဂိခိခါမှာလူခုနှစ်ကတိရှိတယ်။ငါးကတိကအရိယနှစ်ကတိကပုရုษေဒီအရိယပုရုษေများညနေတိုင်းမနက်တိုင်းဘုရားရှင်ကျောင်းသွားစေတဝန်ကျောင်းသွားတရားနာပြန်အဲ့လောက်ခုနကမဟာပါဠိနဲ့သုလပါဠိအိမ်ရှိကနေဖြတ်ဖြတ်ပြီးလူတွေကတရားနာတော့ အကြီးဖြစ်တဲ့သားမဟာပါလာကြည့်ပြီးတော့အဲ့ဒီလူတွေဘယ်တော်နေကြတာကိုလို့လှမ်းပြီးတော့ဖျားစီသွားမှာတရားတဏမှာဆိုတော့ငါလဲလိုက်ချင်တယ်အဲ့လာနဲ့သားသမီးတယောက်လည်းရုပ်စုပေးတာပဲဆိုပါလို့ရုပ်စုပေးတဲ့သားအကြီးတယောက်ကဖျားစီတရားနာပြီးအမှဖျားတရားဟောတာဒါနကထာဒါနအကြောင်းတွေဟောတယ်တိလကထာကိုကြည့်တိလကောင်းခြင်းရဲ့အကျိုးတွေဟောတယ်တက္ကကထာလက်မြည်ရဲ့အကြောင်းတွေဟောတယ် ကာမနံအာဒီနဝဟောဒီလောဘီရဲ့အပူပုံရှုပ်ပုံကိုဟောတယ်နောက်တကနိခမအဲ့ဒီအပူကနေထွက်ရင်ဘလို့ချမ်းသာတဲ့အကြောင်းဟောတယ်နိဗ္ဗာန်ချမ်းသာအကြောင်းဟောတော့မဟာပါဠိငါးထောင်လေးနဲ့ကရဝါသငါအိညာတိထောင်လူပေါ်မှာနေလို့မတော်ဘူးဒီလောက်ဖရာကောင်းတဲ့တရားတွေဒါအဲ့ဒါသူ့ညီစီသွားပြီးတော့ငါညီမင်းရှိလိမ့်မယ်အစည်းအဝေးအကုန်ယူလိုက်တော့ဟာ အကူကပဲသွားမယ်ငါဘုရားသာဝတိယဟန်ပြုမယ်အဲ့ဒါသူညီကပြောတာအကူငယ်သေးတယ်အသက်ကြီးမှဘုရားသာနာနဲ့ဝင်ပြီးယဟန်ပြုပါလားလို့ပြောသူညီကိုအကူကဘယ်လိုပြောလဲဆိုတော့စရာစစ်စရိတာဟွန်ဒီဟထပါဒအနတဝယတတော်ဝိဟတာထာမောကထံဓမ္မစရိတတိငတ်ညီအာရင်ဒီပုံခန်းလာတဲ့လူတယောက်မိမိရဲ့ခြေလက်ညာကိုယ်အလို အဲ့လိုအင်အားတွေဆုံယုတ်ကုန်ခံတဲ့အချိန်မှာတရားအားထုတ်မယ်ဆိုရင်အဆင်မပြေဘူးမင်းမရှိမြစည်းစိမ်နေအကုန်ယူလိုက်ဆိုပြီးတော့အစုအကြီးမဟာပါလာတာနာပေါင်းလဲဝင်ပြီးတော့တရားအားထုတ်တယ်နော်သူပြောလိုက်တဲ့ဇာကကဇရာစစ်စရိတာအိုခြင်းတရားတွေနှိမ့်ဆက်လာတဲ့အခါမှာသူညီကပြောတာအကူငယ်လေးနဲ့အာမထုတ်နဲ့မဝင်တဲ့အကောင်းမှုလုပ်လို့ဘဝမှာနေအဲ့ဒါကိုတရားနာပြီးပြန်လာတဲ့ဆူလာ အမဟာပါလာသူညူပြောတယ်။အိုခြင်းတရားနှိမ့်ဆက်တဲ့အချိန်မှာကိုယ့်ရဲ့ခြေဒီလက်ဒီဟာကိုယ်အလုံးမလိုက်တော့ဘူး။မှန်တယ်နော်။မှန်ပါဗျာ။ဒါကကြီးကြီးဖြားလဲတာတဲ့အခါဆိုကိုယ်သွားကျင်တိုင်းသွားလို့မရဘူးနော်။မှန်ပါဗျာ။အဲ့ဒီအချိန်မှာတရားအားထုတ်မယ်ဆိုရင်ဖြစ်ပါမလား။ဖြစ်ပါဘူးဗျာ။ကိုယ်ချင်းပြောတာမဟုတ်ဘူးနော်။အမဟာမဟာပါလာပြောသူညူသူပြောပြတာ။ငါညီအဲ့ဒါကြောင့်မို့မင်းရှိတိမြစီးစိတ်နေအကုန်ယူလိုက်။ငါသာသနာပေါင်းလဲဝင်တော့မယ်ဆိုပြီးတော့ အဲ့ဒီမဟာပါလမြတ်စွာဘုရားစီတွားပြီးတော့မြတ်စွာဘုရားသာသနာပေါင်းခွင့်ပြုပါဘုရားခွင့်ပြုတော့ယဟန်ဖြစ်ပြီယဟန်ဖြစ်တော့သူကဘုရားဝင်ပြီလေဘုရားရှင်ယဟန်ကဘာသာသနာပေါင်းမှာဘာလုပ်ရမလဲဘုရားပြောတယ်ကံထတူတာနဲ့ဝိပဿနာတူတာနှစ်ခုလုပ်ကံထတူတာစာပေတွေသင်ရဝိပဿနာတူတာတရားအထုတ်မှာအဲ့ဒါဆိုရင်တပည့်တော်အသက်ကြီးပြီးမှယဟန်ပေါင်းဝင်တပည့်တော်စာမတင်နိုင်လို့ဘုရားတပည့်တော်မညံပူညံစိုက်တဲ့ဒီကံထံပေးပါတရားအထုတ်မယ်ဆိုပြီးတော့ မြတ်စွာဘုရားဒီမဟာပါဠိနဲ့လျော်တဲ့ကမ္မထံကိုပြီးပြီးတော့သူယဟန်နေစုလိုက်တယ်60ရာမှန်ပါဗျာယဟန်60စုပြီးတော့ကဲတို့ကောင်းတဲ့နေရာတခုတရားအားထုတ်မယ်ဆိုရင်ယောဟတခုမှအားထုတ်တာအဲ့တော့အဲ့ဒီမဟာပါဠိကမတေဘုန်းကြီးပြောပါ යි ပေါ့သူကခေါင်းဆောင်သူယဟန်60ပြောတယ်အရှင်မယားတို့တို့တွေဟာတတ်တော်တင်ရှားဘုရားကနေကမ္မထံယူလာတဲ့ပုံကိုယ်တွေမိမိပြီးတော့ညီလို့မရအဲ့ဒါကြောင့်